မင်္ဂလာပါရှင်ဒီနေ့ဆွေးနွေးမှုရဲ့ကိုကြိုဆိုပါရစေခေါင်းဆောင်ငယ်တယောက်အထူးသဖြင့်အတိုက်ခံတဲ့အတင်းထော်တဲ့အငင်းပွားမှုလေပြီးတော့မဝဲနဲ့တွင်တင်ချစ်တွေကြားထဲမှာလေဘလို့လုတ်ပြီးတစ္ဆာရှိရှိနဲ့ထိထိရောက်ရောက်အမှုလော်ဆောင်နိုင်မလဲအဲ့ဒါတိမောသေးရင်ဆိုင်ခဲ့ရတဲ့စင်ခေါ်မှုပဲဒီနေ့ခေတ်မှာလေအများကြီးကြုံနေရတဲ့မိကွန်းတစ်ခုလုံးထင်တယ်ဒီလိုလေဒီမေကွန်းကိုဖြေဖို့ဒီနေ့ကျမတို့ဓမ္မတစ္ချန်လေးကတိမောသေးစီရဲ့ဒုတိယစာဆောင်အခန်းကြီး1ကိုအတူတူလေ့လာကြည့်ကြရအောင် အထူးသဖြင့်တော့ the wise believers ကပြုစုထားတဲ့ဒီခန်းကြီးဆိုင်ရာလေလာကြွေးစီချက်တွေအထွေးချက်ချသုံးသက်ချက်တွေကိုအခြေခံပြီးတော့ဆွေးနွေးသွားမှာပါရှင်။ဟုတ်ကဲ့။ဒီဆွေးနွေးမှုရဲ့ညီမချက်ကတော့လေဒီကျမ်းစာခန်းကြီးထဲမှာရှင်ပေါလုကတိမောသေးကိုပေးခဲ့တဲ့လက်တွေ့ကျတဲ့လမ်းညွန်ချက်တွေကအဓိကတော့ချက်တွေကိုဖော်ထုတ်ဖို့ပါပဲ။စကအနန္တထားတဲ့အမှုတော်ဆောင်တိတော့ဖြစ်ဖို့ ဘာတွေလိုအပ်တယ်လဲဆိုတာကို the wise believers ရဲ့လေ့လာမှုအလင်းအောင်မှာကြည့်ကြမယ်ပေါ့နော်ဟုတ်ကဲ့စိတ်ဝင်စားစရာကောင်းတာကဒီအခန်းကြီးကဟို theory တက်တက်မဟုတ်ဘဲနဲ့ Timothy ကတကယ်ကိုလက်တွေ့ကြတဲ့လမ်းညွှန်ချက်တွေဖြစ်နေတာပါ the wise believers ရဲ့မဆုတွေကလည်းဒီအချက်ကို အသာပြီးပြောထားတာတွေ့ရတယ် Timothy ကိုခက်ခဲတဲ့အခြေအနေတွေကြားတဲ့ကနေဖျားတကင်းရဲ့ခွန်အားကိုမိခေါ်ဖို့ အဲအခန်းငယ်တက်မှာပေါ့ပြီးတော့အင်္ဂလိပ်တရားကိုတစ်ဆရှိရှိနဲ့လက်ဆင့်ကမ်းဖို့အခန်းငယ်1မှာနောက်ပြီးအတင်းတော့ရဲ့ညင်သက်ချင်းကိုထိခိုက်စေနိုင်တဲ့အရာတွေကိုဘလို့ပညာရှိရှိဂိုင်တွေရမလဲဆိုတာကိုလည်းအခန်းငယ်စလီနော်ပိုင်းမှာအတိအကျလက်ညွန်ထားတာတွေ့ရပါတယ်ခင်ဗျာအဲ့လိုတော့ပထမဆုံးအချက်အခန်းငယ်၁နဲ့၂ကိုအရင်ကြည့်ကြရအောင်။ရှင်ပေါလုကဒီမောသေးကို အစမှငါသာခရစ်တော်ယေရှု၌ရှိတော်ဂျေဇုတော်အားဖြင့်ခိုင်ခန့်လော့ လို့ပြောထားတယ်။ဒီနေရာမှာ ကျေးဇူးတော်အားဖြင့်ခိုင်ခန့်ခြင်းဆိုတာအော်ဘလိုမျိုးအတိတ်ပဲရလဲရှင်။ဟုတ်ကဲ့ the wise believers ရဲ့တုံ့တချက်အရာဆိုရင်တော့လေဒီကျေးဇူးတော်ဆိုတာတိမိုသေရဲ့ကိုပိုင်းအရေးချင်းကိုပြောတာမဟုတ်ဘူးသူ့ရဲ့စူးစမ်းမှုကိုလည်းမဟုတ်ဘူးဖျားသခင်ကအလကားပေးသနာတဲ့ခွန်အားယက်တီနိုင်တဲ့စွမ်းအားတတ်စွမ်းနိုင်မှုတွေအဲ့ဒါတွေကိုဆိုလိုတာပါ ်ဆိုတော့ခက်ခဲတဲ့အမှုတော်ဆောင်ရွက်လုပ်ငန်းကိုကိုယ်ခွန်အားနဲ့ရင်ဆိုင်ဖို့မဟုတ်ပင်ねဖျားပေးတဲ့ခွန်အားနဲ့ရင်ဆိုင်ဖို့တိုက်တွန်းနေတာပေါ့ဒါကတကယ့်အခြေခံအုတ်မြစ်ပဲ ဟုတ်ကဲ့အလကားရတဲ့ခွန်အားမျိုးပေါ့နော်ပြီးတော့အခန်းငယ်ကနှစ်မှာကြတော့များစွာသောတက်တေတို့ရှိမှငါထန်နိုင်ကြခဲ့ပြီးသောစကားများကိုသူတမားတို့အဆက်လက်တွင်တင်ချင်းကတတ်နိုင်တော့တစ္ဆာရှိသူတို့၌အနန္လောလို့ဆက်ပြောထားတယ်ဒါကမျိုးဆက်တစ်ခုကနေနောက်တစ်ခုကိုလက်ဆင့်ကမ်းတဲ့သဘောမျိုးနော်ဒါပေမဲ့အဲ့ဒီတစ္ဆာရှိသူတွေကိုဘလိုမျိုးရွေးချယ်ပြီးအနန္အမလဲဆိုတာနဲ့ပတ်သက်ပြီး the wise believers ရဲ့မဆူတွေမှာဘာများထူးထူးခြားခြားပြောထားတာရှိပါသလဲမှန်ပါတယ် ဒါတပည့်ဖြစ်စေခြင်းပေါ် discipleship ရဲ့အဓိကမူဝါဒပဲ wise believers ကအလေးပေးထားတာကတော့ဒီနေရာမှာသစ္စာရှိသူဆိုတာစိတ်ချယုံကြည်လို့ရတဲ့သူတင်ယူထားတာတွေကိုမြဲမြဲမြံကင်ဆွဲတဲ့သူ ပြီးတော့အရေးကြီးဆုံးကသူတစ်ပါးတော့အဆက်လက်သွင်းတင်ခြင်းငါတတ်နိုင်တော်သူဖြစ်ဖို့လိုတယ်ဆိုတာပါပဲ။ ဆိုလိုတာကအတ္တိပညာကိုကိုယ်စီမပဲရပ်မထားဘဲနဲ့တတကြွကြွမျိုးပွားနိုင်စွမ်းရှိတဲ့သူလက်ဆင့်ကမ်းနိုင်တဲ့သူကိုရည်ညွှန်းတာပေါ့လေဒါကကျမတဲ့အတင်းတော်တိုးတက်မှုအတွက်မရှိမဖြစ်စနစ်ကျတဲ့လုပ်ငန်းစဉ်ဖြစ်တယ်လို့ wise believers ကထောက်ပြထားပါတယ်။အော် ဒီလိုအသိပညာလက်ဆင့်ကမ်းဖို့တာဝန်ယူရမယ့်အမှုတော်ဆောင်တယောက်ရဲ့အရေးချင်တဲ့ပတ်သက်ပြီးတော့ရှင်ပေါ်လူကပုံမှုမှာဂုံးကူကိုတုံးထားတာကအခန်းငယ်3 9ခွန်မဲ့မှာတကယ်ပဲစိတ်ဝင်စားဖို့ကောင်းတယ်နော်စစ်သားအားကစားသမားလဲလို့သူဒီပုံတွေကဘလို့သင်ခန်းစာတွေပေးနေတာပါလဲဟုတ်ကဲ့ဒီပုံဥပမာတွေကအမှုတော်ဆောင်တယောက်မှာရှိတဲ့စိတ်သဘောထားနဲ့အဖြူအမှုတွေကိုတော်တော်လေးထင်ရှားစေပါတယ် တကူချင်းကြည့်ကြရအောင်လေပထမဆုံးစစ်သားပေါ့အခန်းငယ်လေးမှာ wise believers ကထောက်ပြတာကတော့စစ်သားရဲ့အဓိကအရေးချင်းကသူ့ကိုခေါ်ယူတဲ့တတ်မှုကို စိတ်ကျေနပ်စေဖို့တခုတည်းတော့အာယုံစိုက်မှုရှိတာပဲ single mind focus ပေါ့သူကတိုက်ပွဲဝင်နေတဲ့အချိန်မှာသူ့ရဲ့အတမွေးဝမ်းကြောင်းမှုကိစ္စတွေနဲ့တွားပြီးမရှုပ်ထွေးဘူးလေဒါကတီမိုဒီယန်ဆိုင်နေရနိုင်တဲ့ ဖမျိုးကလော်ကီအာယုံအနှောက်ယက်တွေကြားထဲမှာအမှုတော်အတွက်လုံလုံဆက်ကအနံဖို့တိုက်ရိုက်တိုက်တွန်းချက်ဖြစ်တယ်လို့သူတို့ကတုံ့တက်ထားပါတယ်။တခုတည်းသောအာယုံစိုက်မှု음ဒါကဒီနေ့ခေတ်လောအာယုံပြန်လွန်းရှာတဲ့အရာများတဲ့ကဘာကြီးမှာပိုလို့တောင်ရဲချီလာတယ်လို့ပဲနော်။ဒုတိယပုံပမာကလောရှင်။ဒုတိယကတော့အာကစားတမပါအခန့်ငယ်မမအာကစားတမကအောင်ပန်းစုရသောပြိုင်ပွဲရဲ့စီမြင့်စည်းကမ်းအတိုင်းရှင်ပြန်ရတယ် ကိုထင်တယ်လို့လုပ်လို့မရဘူးလေ wise believers ကဒီချက်ကိုအမှုတော်ဆောင်ခြင်းမှာဖျားသခင်ရဲ့စံနှုန်းတွေနုကပြတ်တော်ရဲ့တွန်တင်ချက်တွေကိုတိတိကျကျလိုက်နာခြင်းရဲ့အရေးကြီးပုံကိုဖော်ပြဖို့သုံးထားလေလို့ဆိုပါတယ်စီကံမလိုက်နိုင်ရင်အရေးချင်းပြည့်ရွံ့ပြီးတော့ဆုနဲ့လွဲကြော်ရတယ်လို့ပဲအမှုတော်ဆောင်ခြင်းမှာလည်းဖျားရဲ့လမ်းညွန်ချက်အတိုင်းမဟုတ်ရင် အရာထင်မှာမဟုတ်ဘူးပေါ့ဟုတ်ပါပြီနောက်ဆုံးလေရတူချာရောဘလို့လဲဥတော်ဆောင်ခြင်းမှာလိုအပ်တဲ့ဇွဲလုံလား စ조사အားထုတ်မှု diligence and hard work ပေါ့အဲ့ဒါရဲ့ပြီးတော့အဲ့လို조사မှုရဲ့အဆုံးမှာဘုရားသခင်စီကရမယ်ဆူလာကောင်းကြီးကိုမျောလင့်ခြင်းဆိုတဲ့အချက်နှစ်ခုကိုချက်ဆက်ပြထားပါတယ်ချက်ချင်းအကျိုးမမြင်ရရင်တော့ဇွဲရှိဖို့လိုတယ်ဆိုတဲ့သဘောမျိုးသင်ပြနေတာပါဒီပုံမှာတုံးခုခုချိုးပြလိုက်ရင်အမှုတော်ဆောင်တယောက်မှာအာယုံဆူဆိုင်မှုလိုတယ်စီကန်းလိုက်နာမှုလိုတယ်ပြီးတော့ဇွဲလုံလတ်နဲ့စူးစမ်းမှုတွေလည်းလိုအပ်တယ်ဆိုတာအရင်ရှင်းလင်းပါတယ်နော် wise believers ရဲ့လေးလာမှုအရာ ဒီအချက်တွေဟာပထမယာစုကတင်မောတိအတက်ပင်မဟုတ်ဘူးဒီနေ့ထိတိုင်အောင်အမှုတော်ဆောင်လုပ်ငန်းမှာမရှိမဖြစ်လိုအပ်နေတဲ့အခြေခံမှုတွေပါပဲ Okay ဒီလိုစင်ခေါ်မှုတွေများတဲ့အမှုတော်ဆောင်ခြင်းအတွက်ခွင့်အားဖြစ်စေမယ့် Omid ကိုအခန်းငယ်၈ကနေ၁၃မှာဆက်ပြီးရှင်းပြထားတယ်။ဒီအပိုင်းမှာကျတော့ရှင်ပေါလုကဘာကိုအဓိကအာရုံစိုက်စေချင်တာလဲရှင်။အဓိကကတော့အခန်းငယ်၈ပါပဲ။ဒါဝိဒ်ဤအမျိုးအနွယ်ထီ၍ တေချင်းမှထမြောက်တော်မူသောယေရှုခရစ်ကိုအောင်မေလော့ Wise believers ကဒီအချက်ကိုအမှုတော်ဆောင်ခြင်းရဲ့ဗဟိုချက်လောတော်သုံးသပ်ထားတဲ့ဆိုတော့စိရဒုက္ခရဲ့အခက်ခဲတွေကြုံလာတဲ့အခါမှာလေအောင်မြင်စွာထမြောက်ခဲ့ပြီးအုပ်ဆိုးနေတဲ့ခရစ်တော်ကိုအောင်မြင်ခြင်းကခွန်အားနဲ့မျောလင့်ချက်ကိုပေးတယ်ပေါ့ရှင်ပေါ်လို့ကိုလိုက်တော့ဧဝံဂေလိတရားကြောင့်အကျဉ်းသားလို့ဒုက္ခခံနေရမှမဲ့အခန်းငယ်ကို ခရစ်တော်နဲ့သူ့ရဲ့နှုတ်ကပတော်ကတော့ချီနောင်မခံရဘူးဆိုတဲ့အတိကသူ့ကိုရှစ်ဆက်ဖို့တွန်းအားဖေးခဲ့တာပါဟုတ်ကဲ့အခန်းငယ်73ခုမှာပါတဲ့ဆိုယိုးစကားတောင်းမှုတိချဲလို့ဟာကလည်းတော်တော်လေးအားရှိစရာပဲနော်အတူတကွတည်ရင်သူကအသက်ရှင်မေးတိခိုင်ရင်အတူတကွစိုးစံမေးဆိုတာတွေပေါ့ဒါပေမဲ့အဲ့မှာနောက်ဆုံးမှာငါတော့ဒီမယုံကြည်တော့လဲသစ္စာမရှိတော့လဲကိုတော်ဒီသစ္စာရှိနေတော့မူကြီးဆိုတဲ့အချက်ကဘလို့အတိတ်ပဲတည်ရောက်မှုရှိနိုင်မလဲရှင်အဲ့ဒါက တစ်ဖက်မှာအလွန်အားရှိစရာကောင်းသလိုနောက်တစ်ဖက်မှာလည်းနင်းနင်းလေးနက်တဲ့တတိပိတ်ချက်ပါနေတယ် wise believers ရဲ့သုံးသက်ချက်အရာတော့ဒီအချက်ကဖျားတခင်ရဲ့မပြောင်းလဲတဲ့သစ္စာတည်ကြီးမှု unwavering faithfulness ကိုအဓိကထားဖော်ပြတာလူတွေဘက်ကအားနေသွားနိုင်တယ်သစ္စာပြည့်ချင်းပြတ်သွားနိုင်တယ်ဒါပေမဲ့ဖျားတခင်တလို့တဘာဝကသစ္စာရှိခြင်းပဲသူကသူ့ကိုသူငင်းပယ်လို့မရဘူးလေ ဒါကကြာဆုံးသွားတဲ့သူအကြောင်းမျောလင်းချက်ပေးသလိုပဲတစ္ဆာရှိတဲ့သူအကြောင်းလည်းခိုင်မာတဲ့ကြောက်ဆောင်ဖြစ်တယ်။ဒါပေမဲ့အခန်းငယ်စတဲ့မှာငါတို့ဒီငင်းပယ်ချလျင်ကိုရောဒီလည်းငါတို့ကိုငင်းပယ်တော်မူလိမ့်မယ်ဆိုတာလည်းပါတော့ဖျားသခင်ရဲ့တစ္ဆာရှိခြင်းကိုပေါ်ပေါ်ဆာဆာသဘောထားလို့မရဘူးဆိုတာကိုလည်း wise believers ကထောက်ပြထားပါတယ်။ ကိုတော်ရဲ့သစ္စာရှိခြင်းကိုတိမှတ်ခြင်းကကျွန်တော်တို့ရဲ့သစ္စာရှိမှုကိုလွန်စောတင့်တယ်ဆိုတဲ့အချက်ကိုမိမောင်းထုတ်ပြနေတာပါ။ကောင်းပါပြီ။အခုအခန်းငယ်14ကနေအဆုံးပိုင်းမှာဗောနောကောင်းသောအမှုတော်ဆောင်တယောက်ရဲ့လက်တွေ့ချင်းချင်ရမယ့်အပိုင်းကိုရောက်လာပြီ။မာယွေးနဲ့တွင်တင်ချက်ကင်ကိုဘလူးကင်တွဲမလဲ။ကိုချင်းတရားပိုင်းနေပါလာပြီ။အစပိုင်းမှာပဲအကျိုးမရှိတဲ့စကားလုံးတွေနဲ့ညှင်းခုန်တာကိုရှောင်ဖို့ပြင်းပြင်းထန်ထန်တတိပေးထားတဲ့အခန်းငယ်14။ဒါက အဲ့ဒီ kit effect အတင်းတော့မှာတကယ်ဖြစ်နေတဲ့ပြဿနာတစ်ခုဖြစ်မယ်ထင်တယ်နော်ဟုတ်ပါတယ်အဲ့ဒီ kit မှာဟူပညာချအချင်းပွားမှုနဲ့အယူဆရေးရအစွန်းရောင်မှုတွေရှိခဲ့ပုံရပါတယ်ဒါကြောင့်ရှင်ပေါလုကအခန်းငယ်15မှာအဓိကလမ်းညွှန်ချက်ပေးလိုက်တယ်ရှစ်ချောက်စရာမရှိသောလူသားတိရေတမတရားစကားကိုမကန်စွာပိုင်းခြားဝေပန်တတ်ပါသူဖြစ်စေခြင်းကဖျားသခင်ရှင်၌ကိုကိုကိုစက်တိခြင်းကစ조사အားထုတ်လော့ wise believers ကဒီမှန်ကန်စွာပိုင်းခြားဝေဖန်တဲ့ခြင်းဆိုတဲ့ Greek စကားလုံး orthotomio ပေါ့ cutting straight လို့အဓိပ္ပာယ်ရတဲ့စကားလုံးရဲ့အရေးပါပုံကိုအလေးပေးထားတယ်။ဒါကလမ်းကိုဖြောင်းအောင်ဖောက်တယ်လို့မျိုးတစ်ကိုဖြောင်းအောင်လွတ်တိုက်တယ်လို့မျိုးဖျားခင်နုကပတ်တော်ကိုမလိမ်မကောက်ဖဲတိတိကျကျယိုယိုသားသားမူရဲ့အဓိပ္ပာယ်အတိုင်းကင်တွယ်သွန်သင်ဖို့ဆိုလိုတာပါ။ ကိုစိတ်ကူးတဲ့ခစ်ပေါ်အတွေးခေါ်တွေနဲ့ရောမထွေးဖို့လိုရာဆွေးမပြောဖို့တတိပေးတာပေါ့ဒါကအမှုတော်ဆောင်တိုင်းအထွတ်အလွန်အရေးကြီးတဲ့ကျွင်းကျင်မှုပြီးတော့တာဝန်တိမှုဖြစ်တယ်လို့ wise believers ကဆိုပါတယ်။အော်တိတိကျကျအကြိုက်တွေဖို့ပေါ့ဒီလိုမန်ကန်စွာမကင်တော်တဲ့ဥမာအဖြစ်ဟူမင်းနေနေဆေးလီတူကိုဖော်ပြထားရတယ်နော်အခန်းငယ်၁၁ချစ်သူတို့ကထာမြောက်ချင်းဟာဖိခဲ့ပြီးပြီလို့မာယွင်းစွာတွန်တင်သည်တချို့ရဲ့ယုံကြည်ခြင်းကိုပျက်စီးစေခဲ့လေဆိုပြီးတော့ ။ဒါပေမဲ့ရှင်ဘောလူကအားမငယ်စီဘူး။အခန်းငယ်16မှာဖျားသခင်ရဲ့အုံးမစ်က ခိုင်မြဲတယ်။ဖျားသခင်ကသူ့လူတွေကိုတည်တယ်။နမတော်ကိုခေါ်သူတိုင်းမတရားမှုကနေရှုံရမယ်ဆိုတာအပိတ်ချက်ဒီလေပါသေးတယ်။ဟုတ်ကဲ့။ဒီနောက်မှာလာတဲ့အခန်းငယ်20 21ကအဖို့တန်သောခွက်ဥပမာကလည်းအလွန်မတားစရာကောင်းပါတယ်။အင်ကြီးတိမ်မှာရွှေခွက်၊မြေခွက်လိုတံပိုကြီးတာတွေရှိသလိုတစ်သားခွက်၊မြေခွက်လိုသာမန်အသွုံအဆောင်တွေလည်းရှိတယ်လေ။ အသင်းတော်တွေမှာလေအမျိုးမျိုးသောလူတွေရှိနိုင်တယ်။ဒါပေမဲ့တရုတ်ရောက်ကဖျားသခင်အတွက်အသင်းရရှိသောအတုံးတော်ခံခွက် vessel for honorable use ဖြစ်ချင်တယ်ဆိုရင် ဆိုလိုတာကမိမိတဲ့ရည်ရွယ်ချက်တွေအတွက်အတုံးဝင်ချင်တယ်ဆိုရင်အဓိကလောက်ရမှာကမိမိကိုယ်ကိုမတန်ရှင်းသောအမှုရာတို့မှစင့်ကြယ်စေခြင်းပဲလို့ဆိုထားတယ်။ wise believers ကတာကိုကိုစီကိုငါတန်ရှင်းခြင်း personal holiness ရဲ့အရေးပါပုံကိုပြတယ်လို့ရှင်းပြပါတယ်။ အတုံးဝင်မှုဆိုတာအရေးချင်းဒါမှမဟုတ်အစွမ်းအားပေါ်မှာပဲမူတည်တာမဟုတ်ပဲနဲ့တန့်ရှင်းမှုနဲ့တိုက်ရိုက်ဆက်ဆက်နေတယ်ဆိုတော့ကိုတတော်လေးပြင်းပြင်းထန်ထန်မိမောင်းထုတ်ပြနေတာပါဒါကဖျားတကြီးရဲ့အိမ်တော်ဖြစ်တဲ့အတင်းတော်ရဲ့အဖွဲဝင်တိုင်းတော်စဉ်းစားစရာပါပဲအင်းလေ အဖိုးတန်နဲ့ခွတ်ဖြစ်ချင်ရင်တော့တန်ကမရှိမဖြစ်ပဲမဟုတ်လားအခဲငယ်နှစ်နှစ်ကစပြီးတော့အရင်လက်တွေ့ကြတဲ့အကြံပြုချက်တွေဆက်လာတယ်နော်လူပြိုကာလာတမချင်းဝဆနာအုပ်ကိုရှောင်ပြေးလို့ဒီအချက်ကတီမိုသေးလိုလူငယ်ခေါင်းဆောင်အကအထူးတတိပေးချက်ဖြစ်မယ်ထင်တယ်ပြီးတော့အပြုတော်ဆောင်တဲ့အချက်အနေနဲ့တန်ရှင်သောစိတ်နှလုံးနဲ့သခင်ဖျောကိုပတ်ထနာဖြူတော်သူတို့နဲ့အတူဖြောင့်မတ်ခြင်းယုံကြည်ခြင်းချစ်ခြင်းငြိမ်သက်ခြင်းတို့ကိုမိအောင်လိုက်လို့ဒါကကောင်းမွန်တဲ့မိ ထဟာရဖွဲ့ခြင်းရဲ့အရေးပါပုံကိုပြနေတယ်လို့ပဲဟုတ်ပါတယ်တယောက်တည်းတီးတက်နေတာထက်ယုံကြည်ခြင်းမှရင်ကျက်ချက်တူတဲ့နဲ့အတုတကွဝิญဉဉ်ရေးရအရေးအထွေးတွေကိုလိုက်စားဖို့တိုက်တွန်းတာမှာပြီးတော့အခန်းငယ်23မှာအရင်ကပြောခဲ့တဲ့အကျိုးမရှိတဲ့ငင်းခုန်မှုတွေကိုရှောင်ဖို့ထပ်ပြီးတတိပြပြန်တယ်ဒီတစ်ခါမှာတော့မိုက်မဲညွေပညာမဲတော့ဆွေးနွေးငင်းခုန်ခြင်းလို့တုံးထားတယ်ဘာလို့လဲဆိုတော့ဓာရီကရန်တွေးခြင်းကိုပဲဖြစ်ပွားစေလိုပါ wise believers ကဒီအချက်ကို အတင်းတော်ရဲ့စီလုံးမှုနဲ့ညင်သက်ခြင်းကိုအလဲထားတဲ့ပေါလုရဲ့သဘောထားကိုထင်ဟပ်တယ်လို့ဆိုပါတယ်။နောက်ဆုံးအခန်းငယ်24ကနေ26မှာသခင်ကျွန်းတယောက်ရဲ့စိတ်သဘောထားကိုအဆုံးသတ်အနေနဲ့ဖော်ပြထားတာ တကယ်အထင်ကြီးစရာပဲ။ရန်တွေးတတ်တဲ့သူမဖြစ်ရဘူး။လူတိုင်းကိုနှူးညံ့ရမယ်။တွန်းတင်နိုင်စွမ်းရှိရမယ်။တီးခတ်ရမယ်။အရေးကြီးဆုံးကစန့်ကျင်ပပြုတဲ့သူတွေကိုတော့ နူညံစွာတွန်တင်ဆုံးမရမယ်တဲ့။ဘာကြောင့်လဲဆိုတော့သူတို့နောင်တရပြီးတမာတရားကိုသိမြင်လာဖို့မာနရဲ့ကြောက်ကွင်းကနေလူမြောင်လာဖို့မျောလင့်ကြတယ်ပေါ့။ဒီနေရာကနူးညံ့မှု gentleness နဲ့တီးခတ်မှု patience ကို အလေးပေးထားတာကအမှုတော်ဆောင်ခြင်းမှအောင်မြင်မှုဆိုတာအနိုင်ယူခြင်းမဟုတ်ပဲပြန်လဲတင့်မြတ်စေခြင်းဖြစ်တယ်ဆိုတာကို ပြနေတယ်လို့ပဲနော်။အတိအကျပါပဲ။ wise believers ကဒီအပိုင်းကို အမှုတော်ဆောင်ရဲ့စိတ်တဘောထား character and disposition ဟာသူတွန်တင်တဲ့အကြောင်းအရာ content လောက်နီးနီးအရေးကြီးတယ်ဆိုတာကိုပြရဲကိုတွန်းသက်ပါတယ်။မှန်ကန်တဲ့တွန်တင်ချက်ကိုမာယွန်းတဲ့စိတ်တဘောထားနဲ့ပြီးရင်ကအကျိုးမရှိနိုင်ဘူးလေ။နူးညံ့မှုနဲ့တိခန့်ခြင်းကအမှန်တရားကိုလက်ခံဖို့လမ်းဖွင့်ပေးနိုင်တယ်။ universe ရဲ့လေလာမှုကနေထူးထူးခြားခြားကောင်းလုံးနိုင်တဲ့အခက်တီကိုပြန်ပြီးခြုံငုံကြည့်ကြအောင် so what does this all mean အဓိကဘာကိုဆိုလိုတာလဲရှင်ဟုတ်ကဲ့ ပထမဆုံးကတော့ရည်ရွယ်ချက်ရှိရှိနဲ့မျိုးဆက်ပွားခြင်းပါပဲ။ယုံကြည်ခြင်းနဲ့တွန်တွန်းချက်တွေကိုစနစ်တကျသက်စာရှိရှိနဲ့လက်ဆင့်ကမ်းဖို့အရေးကြီးရဆိုတဲ့ချက်ပေါ့။ဒါကအတူချင်းရဲ့တာဝန်ချစ်တယ်လို့အတင်းတော်ရဲ့အသက်သွေးကြော်လည်းထစ်တယ်။ဟုတ်ကဲ့။ဒုတိယအချက်ကတော့စီကန်းရှိပြီးအာယုံဆိုင်ကဲဝင်းဆောင်မှုစစ်သားရဲ့အာယုံဆိုင်မှုအားကစားသမားရဲ့စီကန်းလိုက်နာမှုလဲလို့သူရဲ့ဇွဲလုံးလက်လဲစူးစမ်းမှုတွေဟာ မှုတော်ဆောင်ခြင်းမှာတကယ်ကိုမရှိမဖြစ်လိုအပ်ကဲ့အရေးအသွေးတွေဖြစ်တယ်ဆိုတာပါပဲမှန်ပါတယ်တတိယအနေနဲ့ကတော့တမန်တရားကိုတိတိကျကျမှန်မှန်ကန်ကန်ကိုင်းတွယ်ခြင်းရဲ့အရေးပါမှုပါအဲ့ဒီအော်တိုထိုမီယိုပေါ့ဖြောင်းမစွာပိုင်းခြားတတ်ဖို့လိုတယ်ဒါကကျန်းစာကိုဂရုတဆိုင်လေးလာမှုနဲ့တစ္ဆာရှိစွာတန်တင်မှုကိုတောင်းဆိုတယ်မာရွေးနဲ့တန်တင်ချက်တွေကယုံကြည်ခြင်းကိုဖြည့်ဆည်းနိုင်တာမို့လို့ဒီအချက်ကအလွန်အရေးကြီးပါတယ်ဟုတ်ပါတယ် စရထချက်ကတော့ကိုစီကိုငော့အတန်ရှင်းချင်ပါပဲအဖိုးတန်သောခွက်ဖြစ်ဖို့ဖျားတခင်ရဲ့မြင့်မြတ်တဲ့အမှုတော်မှာအတုံးဝင်မှုကိုကိုမကောင်းမှုနဲ့ကင်းစင်စေဖို့လိုအပ်တယ်ဆိုတာပေါ့အတုံးဝင်မှုနဲ့တန်ရှင်းမှုကဆက်ဆက်နေတယ်နောက်ဆုံးတစ်ခုထပ်ပြောရရင်တော့ညဉ့်ညံ့တင်မွေပြီးတီးခံတဲ့စိတ်သဘောထားပါ အထူးသဖြင့်အမြင်မတူးတဲ့သူတွေစန့်ကျင်တဲ့သူတွေနဲ့ဆက်ဆံတဲ့အခါမှာအနံယူလို့စိတ်ထပြန်လဲသိမျက်စေလိုတဲ့စိတ်နဲ့ချင်းကပ်ဖို့အရေးကြီးကြောင်း wise believers ရဲ့လ ీల ချက်တွေကဖော်ပြနေပါတယ်။ဒီအချက်တွေကဒီနှစ်ခေတ်အချိန်ဤမော့ဘယ်လိုလက်တွေ့ကြကြအသုံးချနိုင်မလဲရှင်။နားထောင်နေတဲ့သူတွေအတွက်ဘယ်လိုဆက်ဆက်မှုရှိနိုင်မလဲ။ဆန်းနဲ့ clear ထည့်တဲ့ဒီချက်တွေကိုများသောအားဖြင့်သစင်မှုတိုင်းတမိုင်းရေး PC ဘေဘာမှုတွေမှုမှာတိုင်းတမိုင်းရေးပြင်မှာမလှုပ်ဖို့လုပ်တဲ့ အချက်မှန်းချင်းဒီရေပြေးကိုပြုတ်လို့ရသူတွေအတွက်ရေချင်းကိုပိန်နိုင်တယ်။နန်းတို့ရှာရော့ဖြစ်ကတားကြံထင်မှားကြတာ statement ထုတ်ပြတာလည်းအရန်ကိုကောင်းတယ်။음အချက်၃ချက်လောက်စဉ်းစားကြည့်နိုင်မယ်တင်တယ်ခင်ဗျ။တစ်ချက်ကတော့ကိုကတင်ယူသူအစ်စင်မပဲရှိနေသေးတယ်ဆိုရင်တော့တွန်တင်သူလမ်းညွန်သူအစ်စင်ကိုတက်လမ်းဖို့စဉ်းစားတင်တယ်ဆိုတော့ပါကိုတီထားတာနားလေထားတာတွေကိုဘလောက်ပဲနင်းနေပါစေပေါ့အနည်းဆုံးတယောက်ယောက်နဲ့ပြန်ပြီးမျှဝေဖို့ လမ်းညွန်ပြဖို့ရည်ရွယ်ချက်ထားတင်တယ်မျိုးဆက်ပေါ်ရင်မှာကိုယ်တိုင်ပါဝင်ဖို့ပေါ့လေဟုတ်ကဲ့နောက်တစ်ချက်ကတော့ရှက်ကြောက်စရာမရှိတော့လောတာဖြစ်ဖို့ကြိုးစားအားတော်မှုလွယ်တယ်ဆိုတာပါဒါကအမှုတော်ဆောင်ခြင်းကိုအချင်းပိုင်းဝါဒနာတခုလိုမျိုးသဘောမထားဘဲနဲ့ဖရာတကြီးရဲ့နှုတ်ကပတော်ကိုမမှန်ကန်ကန်နားလည်ဖို့ခေရဲ့စိန်ခေါ်မှုတွေကိုတမာတရားအလင်းနဲ့ကြုံပြန်နေဖို့အသိပညာနဲ့နားလည်မှုပိုင်းမှာအလင်းနဲ့ကြိုးစားဖို့လိုအပ်တယ်ဆိုတာကိုသတိပြည့်နေရပါတယ်။နောက်ဆုံးတစ်ချက်ကတော့ အကျိုးမရှိတဲ့ငင်းခေါင်မှုတွေကိုတတိထားဆောင်ရပြီးတော့နူးညံ့မှုနဲ့တိခန့်ကြီးကိုမွေးမြူဖို့ပါအွန်လိုင်းမှာလည်းဖြစ်ဖြစ်အနိုင်လိုချစ်တဲ့စိတ်နဲ့ငင်းခုန်တာထက်အမှန်တရားကိုမေတ္တာနဲ့တင်ပြဖို့အမြင်မတူသူရဲ့ရှုထောက်ကိုနားလည်ပြီးဖို့စ조사ခြင်းကပို့ပြီးတော့အကျိုးဖြစ်ထွန်းစေနိုင်တယ်ပေါ့ရည်မှန်းချက်ကအနိုင်ရဖို့မဟုတ်ဘဲနဲ့အမှန်တရားကိုတိဆောက်ဖို့ဆက်ဆံရေးကိုပြန်လည်တည်မြဲစေဖို့ဖြစ်တင်ပါတယ်ဟုတ်ကဲ့ တိမောတိဩဝါဒစာဒုတိယဆောင်အခန်းကြီးနှစ်ကနေကျမတို့ရရှိခဲ့တဲ့ဒီကသတင်းစကားလာတော့တစ္ဆာရှိမှုစီကန်းရှိမှု ခွဲခြားသိမြင့်မှုနဲ့နုညံ့မှုရှိတဲ့ခရစ်ယာန်အမှုတော်ဆောင်ခြင်းကိုဆွဲဆွဲမြဲမြဲလုဆောင်ကြဖို့တိုက်တွန်းနှုတ်ဆောင်နေတာပဲဖြစ်ပါရနော်။ဒါရင်ဟာခက်ခဲတဲ့အခြေအနေမှာတော့ခိုင်ခိုင်မာမာယက်တည်နိုင်ဖို့လိုအပ်တဲ့အရေးအချင်းတွေပါပဲ။ဟုတ်ပါတယ်။နောက်ဆုံးအနေနဲ့ဆက်ကြည့်စမ်းစားစရာအတွေ့အလေးတခုတင်ပြချင်ပါတယ်ခင်ဗျာ။ wise believers ရဲ့လေးလာချက်တွေကတမာတရားကိုသစ္စာရှိရှိ lesson ကမ်းပုံနဲ့မှန်ကန်စွာကင်တွေ့ဖို့အလွန်အလေးပေးထားတာကိုတွေ့ရတယ်လေဒီချက်ကိုထောက်ယူပြီးစဉ်းစားခြင်းတရင်အချက်လက်တွေရောထွေနေပြီးတော့တရင်မားတွေအယူဆလွဲပြီးအလွဲတကူပြန့်တတ်နေတဲ့ဒီနေ့ခေတ်ကြီးမှာယူကြည်သူတွေနေနဲ့မိမိတို့ဝင်းမြလက်ခံတဲ့တရင်စကားရဲ့မှန်ကန်မှုတိကျမှုကိုဘလို့နီးလက်နေနဲ့ဒေချာအောင်စစ်ဆေးမလဲကင်တွေ့နိုင်မလဲ တချိန်တည်းမှာပဲအခန်းငယ်24 26မှာတိုက်တွန်းထားတဲ့အမှုတော်ဆောင်တယောက်မှာရှိတဲ့နူးညံ့သိမ်မွေမှု တီးကမှုဆိုတဲ့အရေးတွေးတွေကိုအထူးသဖြင့် online လို့ platform တွေပေါ်မှာအမြင်မတူသူတွေနဲ့ဆက်ဆံတဲ့ခေါင်းမှာဘလို့ဟန်ချက်ညီနီထိမ့်သိမ့်ပြတာနိုင်မလဲဒါကဆက်လက်ဆင်ခြင်စရာလက်တွေကျင့်ကြံစရာအချက်တစ်ခုဖြစ်ပါတယ်ခင်ဗျခါတဲ့တီမိုသေးရဩဝါဒစာတတိယဆောင်အခန်းကြီး2ဆာယာလေ့လာတွေ့ရှိချက်တွေကိုအခြေခံတဲ့ဒီဆွေးနွေးသုံးသပ်ချက်မှာပါဝင်နှဆင်ခဲ့ကြတဲ့အတွက်ဂျေဇုညိုင်းတင်ပရရှင်ဒီအချက်လက်တွေကအမှုတော်ဆောင်ခြင်းမှာပါဝင်နေတဲ့သူတွေရောဝိညာဉ်ရေးရည်ချက်မှုကိုရှောက်ဖွေနေတဲ့သူတ တိုင်းတို့ပါလက်တွေ့ကြတဲ့အားပေးမှုနဲ့လမ်းညွှန်မှုတွေရရှိစေမယ်လို့မျှော်လင့်ပါတယ်